မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စေတရင်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မိုးပြင်းမြို့ပြန်ရဖို့စစ်ကောင်စီဘက်ကတာလွန်အင်အားနဲ့စစ်ကြောင်းထိုးနေတဲ့တရင်ကိုတင်ပြပေးပါမယ် ရှမ်းကရင်နီနယ်စပ်ကမိုးပြဲမြို့ပြန်ရဖို့စစ်ကောင်စီဘက်ကတာလွန်အင်အားနဲ့စစ်ကြောင်းထိုးနေတယ်လို့ဒေသအခြေစိုက်တော်လိုင်းအင်အားစုတွေကပြောပါရယ်စစ်ကောင်စီဟာမိုးပြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အခုရက်ပိုင်းအတွင်းခမရ၄နှစ်နှစ်တက်တွင်းမှာစစ်အင်အားတွေဖြည့်တင်းထားပြီးတော့ PNO ပြည်သူစစ်နယ်ပူးပေါင်းကမိုးပြဲကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့တက်တဲ့ရင်းရင်းမြစ်တွေစီကနေတဆင့်သိရတဲ့အတွက်မဟာမိတ်တပေါင်းစုဘက်ကလည်းအကောင်းဆုံးစုဖွဲ့မှုနဲ့မိုးပြဲမြို့ကိုဆက်ပြီးတော့ထိန်းချုပ်ကာကွယ်အောင်ပြင်ဆင်နေတယ်လို့ ူစောက်ချန်း Tactical Operation Command 1 PDF ကဒီကနေ့မလ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ ်အခုလိုစစ်ကောင်စီဘက်ကအတင်းအဓမ္မတက်ဆူဆောင်နေပြီးမြေမြေပြင်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအလင်းဝင်နိုင်ဖို့ပိုပြီးဆက်သွယ်လာတာတွေလည်းရှိတယ်လို့ဆိုပါတယ်စစ်ကောင်စီအနေနဲ့လူအင်အားအလွန်အကျွံထုတ်သုံးလာနိုင်ပြီးတော့ drone လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအလွန်အကျွံသုံးလာနိုင်တဲ့အပြင်အစိမ့်ငွေဘုံတွေနဲ့မီးလောင်ဘုံတွေသုံးပြီးတော့မိုးပြင်းမြို့ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားလာနိုင်တယ်လို့ South Chan Tactical Operation Command 1 PDF ကမန်ထားပါတယ် ်လက်ရှိမှာလည်းမူပြေကုန်းသာလွိုက်ကော်လမ်းမကြီးကိုပြန်ရဖို့စစ်ကောင်စီဘက်ကတာလွန်အင်အားနဲ့စစ်ကြောင်းထိုးနေတာရှိတယ်လို့ကင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း၃ကလည်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီကမူပြေကုန်းသာ လွိုက်ကော်လမ်းမကြီးကိုထိန်းချုပ်နိုင်ဖို့စစ်ကြောင်း၄ခုနဲ့တလှည့်စီစစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့တိုက်စစ်နဲ့ခံစစ်လှုပ်ရှားမှုတွေကိုကြည့်နိုင်မဲ့ကင်းထောက် drone ဒဇင်းလိုအပ်နေတဲ့အတွက်ကြောင့်ပြည်သူလူထုအနေနဲ့ထောက်ဖို့ကူညီပေးကြဖို့လဲ KNDF တပ်ရင်း၃ကတိုက်တွန်းထားပါတယ်။စစ်ကောင်စီဟာမိုးပြင်းမြို့ကို ပြန်ရဖို့နေ့စဉ်နှီးပါလက်နက်ကြီးတွေ drone တွေမီးလောင်ပုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ကြောင့်နေအိမ်တွေမီးလောင်ပျက်စီးနေရာ အခုမလအတွင်းမှာပဲမြို့ပေါ်ရက်ွက်တီကအိမ်အလုံး30ထက်မနည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့ရှမ်းတောင်ဘူဟာတစ်ရဲ့မှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာဆလဘီမုံရွာမန္တလေးလမ်းပိုင်းမှာစီရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်တဲ့တရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ကိုဖျက်ဆီးသွားတဲ့မုံရွာမန္တလေးလမ်းပိုင်းမှာစစ်ကောင်စီရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့မုံရွာခရိုင်တရင်ဆက်နှစ်တက်ခွဲ၃လျှက်စီးတက်ခွဲကပြောပါရတယ်။စကိုင်းမြို့တပ်မ33ကထွက်လာတဲ့ အက်စစ်တင်ကားတန်းအတွက်လုံခြုံရေးယူပေးဖို့မုံရွာမြို့နာမခါကနေထွက်လာတဲ့တန်ချက်ကားကားယင်၄စီးပါစေရင်တန်းကိုချောင်းဦးမြို့အနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုမှာတန်ချက်ကားယင်တွေထိခိုက်မှုရှိခဲ့ပေမယ့်စစ်သားတွေထိခိုက်သေးဆုံးမှုကိုတော့အတိပြုနိုင်တာမရှိသေးဘူးလို့အတိပေးထားပါတယ်ဒေါ်လန်ကြီးတက်တွေရဲ့မိုင်းဆွဲတိုက်ခိုက်တာခံလိုက်ရတဲ့တန်ချက်ကားစေရင်တန်းပေါ်ကစစ်သားတွေဟာ နယ်ရီကန်စစ်စည်းရေးဂိတ်နာအထိရန်တမ်းပစ်ခတ်တာတွေလှုံ့ဆော်ခဲ့ပေမဲ့တော်လန်ရဲဘော်တွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်ဒီတိုက်ခိုက်မှုကိုမုံမြော်ခရိုင်အမှတ်စနစ်တပ်ရင်းတပ်ခွဲ3လျှက်စီးတပ်ခွဲ၊ຫນွေဦး Brothers Scotland နဲ့ Royal Tiger Force စလင်ကြီးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးစကိုင်းတိုင်းဒေသရွှေဘိုခရိုင်ဒဇယ်မြို့အချမ်းမတ်စစ်ကောင်စီကလေးမြို့အခြေဆိုင်ချေမြန်တရင်ခမရ361နဲ့ပြူစောထီးများကိုတော်လှန်ရေးတပ်များတိုက်ခိုက်ပြီးတော့ရန်သူဘက်မှအနည်းဆုံးအယောက်20သေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁စစ်ဒေသဗျူဟာ52ပေါ်ဦးစစ်ကြောင်ပေါ်ဦးခေါ်လန်ဟာစကိုင်းတိုင်းဒေသရှူဘိုခရိုင်တစင်မြို့အကြံပတ်စစ်ကောင်စီကလေးမြို့အခြေဆိုင်ချင်းမြန်တရင်ခမရ363နဲ့၎င်းရဲ့လောင်းအောက်ခံပြည်သူစစ်ခေါ်ပြူစောတီတက်များနဲ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့တင်ရရှိပါရယ်။ တိုက်ပွဲများကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁စစ်ဒေသဗျူဟာ52ပေါ်ဦးစစ်ကြောင်းပေါ်ဦးခေါ်လံပေါ်ဦး3နဲ့ဖြစ်ပွားလျက်ရှိပြီးတော့ရန်သူပတ်မှ20ဦးအနည်းဆုံးတည်ဆုံ40ဦးခန့်ထိခိုက်ဒဏ်ရာရအနက်စကိုင်းတိုင်းဒေသကံဘလူခရိုင်ကံဘလူပြည်သူ့စေယုံကြီးမှ32ဦးဆေးကုသမှုခံယူလျက်ရှိတယ်လို့ဖော်ပြထားပါတယ်တိုက်ပွဲအတွင်ဖမ်းဆီးရမိလူအချို့နဲ့တိမ့်စီရမိလက်နက်ခဲယမ်းအချို့ရှိခဲ့ပြီးတော့ဖမ်းဆီးရမိတဲ့စစ်တုံးပန်းများအားအမျိုးသားညီညွတ်ရေးအစိုးရက ာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ် MOD မှပြတ်ထန်းထားတဲ့စစ်တုံ့ပန်ဥပဒေနဲ့အညီနိုင်ငံကာလူအခွင့်အရေးဆိုင်ရာဥပဒေသို့မဟုတ်အခွင့်အရေးများ International Human Law International Human Rights Geneva Convention ဥပဒေ Geneva Convention Law from 1864 to 1949အရာစစ်ဆေးလျက်ရှိတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဆလဘီစောနေမှာရှိတဲ့အရက်ဘီယာဆိုင်တွေ ရဲအကန့်အသတ်မရှိပိတ်ထားဖို့ကံကော PDF ညွှန်ကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။မကွေးတိုင်းစောမြို့နယ်အတွင်းမှာရှိတဲ့အရက်ဘီယာရောင်းချတဲ့ဆိုင်တွေရဲအကန့်အသတ်မရှိပိတ်ထားဖို့ကံကောခရိုင် PDF ကညွှန်ကြားထားပါတယ်။ ဒီကနေ့မက်လ29ရက်နေ့ကစပြီးတော့စောမျိုးနဲ့အတွင်းမှာရှိတဲ့အရက်ဘီယာအယောင်ဆိုင်တွေရက်အကန့်အသတ်မရှိယာယီပိတ်သိမ်းရမယ်လို့ကံကော KI PDF ကအမိန့်ထုတ်ပြန်ပြီးတော့ညွှန်ကြားလိုက်တာဖြစ်ပါတယ်။အမှတ်၁စစ်ဒေသနယ်မြေဖြစ်တဲ့ကံကော KI စောမျိုးနဲ့အတွင်းကအမှတ်၃နဲ့အမှတ်၅ပြည်သူ့ကာကွယ်ရေးတပ်ရင်းတို့ထိန်းချုပ်ထားတဲ့နယ်မြေမှာမူရရန်ကားတွေမူရရန်ကားတာတွေနေစဉ်ဖြစ်နေတာကြောင့်အခုလိုထုတ်ပြန်ရတာလို့ဆိုပါတယ်။ ဒေတာတွင်တည်ငြိမ်အေဂျင်စီရေးအတွက်သက်ဆိုင်ရာကုတ်ကဲရေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီးတော့စုံမျိုးပေါ်မှာရှိတဲ့အရက်နဲ့ဘီယာရောင်းချတဲ့စိုင်းတွေတကြံကာလမှာစိုင်းဖွင့်ခွင့်ယာယီပိတ်သိမ်းလိုက်တယ်လို့သိရပါတယ်။စိုင်းပြန်ဖွင့်ခွင့်ကိုတော့တကြံကာလအခြေအနေပေါ်မူတည်ပြီးတော့စုံနယ်ကနေကန်တရင်တွေဖြစ်တဲ့အမှတ်3နဲ့အမှတ်5ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြန်လည်ထုတ်ပြန်ပေးမယ်လို့လည်းသိရပါတယ်။တတ်မှတ်ထားတဲ့ကာလအတွင်းရှောင်းတခင်စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီးတော့စိုင်းဖွင့်ရောင်းချနေတာတွေတွေ့ရင်ဂန်ဂျီအဖြစ်ကြက်သိန်း 50ပြီးဆောင်ရမယ်လို့စုံမြုပ်နေမြေကန်တရင်တွေဖြစ်တဲ့ကံကောခရိုင်တရင်3နဲ့တရင်5တို့ကအတိပေးထုတ်ပြန်ထားတာဖြစ်ပါရယ်ခင်ဗျာဆလဘီရှမ်းပြည်နယ်မြောက်ပိုင်းမှာမိတ်တက်တော်မှတက်သားတင်များခေါ်ယူတဲ့တရင်ကိုတင်ပြပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာမိတ်တက်တော်မှတက်သားတင်များခေါ်ယူလျက်ရှိတယ်လို့သိရပါတယ် ကျွန်တော်တို့တက်တော်ဟာတော်လိုင်းဤကာလ၄နှစ်ကျော်ကြာမြင့်လာပြီဖြစ်တော်လေယခုအချိန်အထိတော်လိုင်းဤစိတ်တက်ခိုင်မစွာဖြစ်ဆရာနာရှင်ကြဆုံရေးလုပ်ငန်းစဉ်များကိုကန်တာအသီးသီးမှပါဝင်တော်လန်နေကြဆဲဖြစ်ပါရင်ရှမ်းမြောက်တခွင်လုံးတင်းထားခဲနိုင်ပြီဖြစ်တော်လေရှမ်းမြောက်မှာအမြူတေလာခဲ့တဲ့ကျွန်တော်တို့တက်တော်ဟာ ဒီလောက်နဲ့ရက်တက်နေလို့မရပါဘူးတမျိုးသားလုံးလွတ်မြောက်ဖို့ရအတွက်ဆက်လက်ပြီးတော့မြေပြန်ဒေသမှာလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်ဒါကြောင့်တော်လိုင်းအင်အားပုံမူအားကောင်းလာဖို့တိုက်ခိုက်ရေးတပ်သားတွေအများကြီးထပ်ပြီးတော့လိုအပ်နေပါတယ်လို့ဖော်ပြထားပါတယ်တတော်ကနေတမတ်ချက်အရာအသက်၁၈နှစ်အထက်ရှိသူအာနာရှင်စနစ်အမြင့်ပြတ်သည့်အထိတိုက်ခိုက်ချေမှုန်းရန်စိတ်အားထက်သန်သူမိသူတဦးတယောက်ဤတိုက်တွန်းချက်မပါဘဲမိမိသဘောစံတာအလျောက်ဝင်နေသူဖြစ်ရမယ်လို့ဆိုထားပါရခင်ဗျာ ဆက်လက်ပြီးစစ်အုပ်စုရဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေပြိုလဲနေပြီးတော့တက်စကန်900ကျော်ကိုအပြည့်အဝထောက်ပံ့ဖို့မစွမ်းဆောင်နိုင်တော့တဲ့သတင်းကိုတင်ပြပေးပါမယ်။ စစ်အုပ်စုရဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေပြိုလဲနေပြီးတပ်စခန်း900ကျော်ကိုအပြည့်အဝထောက်ပံ့ဖို့မစွမ်းဆောင်နိုင်တော့ဘူးလို့ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုမြင့်တင်ခြင်းထိုင်းနဲ့အာဆီယံရဲ့နေဆက်တည်ငြိမ်မှုနဲ့ဒီမိုကရေစီလမ်းကြောင်းဆွေးနွေးပွဲကို National War College ကပေါမောက်ခလဇက်အပူစာကထောက်ပြပြောဆိုခဲ့ပါတယ်။စစ်အုပ်စုရဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေပြိုလဲနေတယ် စစ်တပ်ဟာတမိုင်းချောင်းအရာတိုင်းပြည်ကိုတိမ့်ပိုက်ထားတဲ့တပ်ဖွဲ့လူထိမ့်ချုပ်ထားပြီးတော့တပ်စခန်း900ကျော်ရှိတယ်။လက်ရှိအခြေအနေတွေမှာသူတို့ဟာအများစုကိုပြန်လည်ထောက်ပံ့ဖို့ပြန်လည်တပ်ဆင်ဖို့မစွမ်းဆောင်နိုင်တော့ပါဘူး။ထောက်ပံ့ရေးလမ်းကြောင်းတွေဖြတ်တောက်ခံရပါပြီ။လေကြောင်းကနေဒီတပ်စခန်းတွေကိုထိမ့်သိမ့်ဖို့လုံလောက်တဲ့တေယူပို့ဆောင်ရေးရဟန်းရင်တွေမရှိတော့ပါဘူးလို့၎င်းကပြောကြားထားပါတယ်။ စစ်တပ်ဟာ ERR မြစ်တက်လျှောက်မှာကာကွယ်ရေးစက်ရုံ24ရုံကိုလည်ပတ်နေပြီးတော့အဲ့ဒါတွေဟာအလွန်အရေးကြီးတဲ့အခြေအနေတရက်မှာရှိနေပြီးတော့ရခိုင်တပ်တော်နဲ့တော်လန်ရေးတပ်ဖွဲ့တွေကစက်ရုံတွေကိုဓာတ်ရိုက်သိမ်းပိုက်ဖို့မလိုဘဲဖျက်တောက်လိုက်ုံနဲ့လုံလောက်တယ်လို့ပေါမောခဆက်အဘူဇာကသုံးသပ်ထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့မင်းတီယန်တို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ